စစ်ကောင်စီဟာကြောက်ဖြူမျိုးရည်လုံချုံရေးအပေါ်စိုးရင်လာရကနေစရဖယုံရေစခန်းအပါဝင်ကြောက်ဖြူအခြေဆိုင်တဲ့ရင်တွေကအရေးကြီးတဲ့စစ်ဖက်ရေးဟာစာရွက်စာတမ်းတွေကိုတညောက်ရီတပ်ဌာနချုပ်ကိုပြောင်းရွှေ့ယူဆောင်သွားခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်စစ်ဖက်ရေးရလုံချုံရေးစာရဖာမြို့မရေးစခန်းအမှတ်30နှစ်ရစ်တဲ့ရင် ခမရ9လီနှစ်ခမရ9လီ ခလာရ3လီစရတက်ရင်တွေကအရေးကြီးတဲ့စစ်ဖက်ရေးရာစာရွက်စာတမ်းတွေကိုတစ်ပုတ်တောင်တိုက်နေကတညောင်ရီတက်ဌာနရှုပ်စီဂျွန်လာအတွင်းမှာပြောင်းရွှေ့လိုက်တာလို့သိရပါတယ်။အဓိကစစ်တပ်တရင်ထေးကအရေးကြီးတဲ့စာရွက်စာတမ်းတွေပစ္စည်းတွေကို နေပြီးနဲ့ပို့ခဲ့တာဖြစ်ပြီးငလပွေစကန်ကနေတဆင့်တညောင်ရီတက်ဌာနရှုပ်ကိုပို့ဆောင်ခဲ့တာလို့ပြောပါတယ်။လက်ရှိမှာပြိုင်းစစ်ကေအနီနာဝင်းကျင် မလကျွန်းဧရိယာဝင်းကျင်နဲ့ တိပုတ်တောင်တိုင်းဒီတညာဥရီတက်ဌာနရှိ့အနီးကကဲ့သပြေပဝင်းကျင်တွေမှာတိုက်ပွဲအရှင်ဟုန်ပြင်းထန်နေပါတယ်။ကြောက်ဖြူမြို့နေကစစ်ကောင်စီမိသားစုဝင်တချို့ကိုလေတညာဥရီတက်ဌာနရှိ့ကနေတဆင်းပြည်မဖက်ကိုပြောင်းရွှေ့ထားပြီးရခိုင်မိသားစုဝင်တချို့ကတော့ကြန့်ရှိနေသေးတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။